ကျွန်တော်ကံကောင်းပြီးတော့ကျွန်တော်အဖွားရဲ့အခြေအနေကြတော့ဒီလိုရောက်ရောက်လာပေါ့နော်ဒါမဲ့ဒီမှာလည်းစ조사တွေရှိပါတယ်ပထမအဦးဆုံးကခဏလေးဒါမဲ့ခင်တနာဆိုတဲ့အဓိပ္ပာယ်ကိုသိလားအမလီသိတာဟုတ်တင်ပဲဘာလဲသူရာသူများရဲ့အကြောင်းမဟုတ်ကပြောနေရင်သူများအတူယူစရာကတော့ချွချွကတော့အရန်အချင်းကိုတိကြရပါတော့။ချွချွအဲ့လိုမျိုးနောက်ကျရဆိုအရန်ရှားရခင်ဗျာတကယ်ဟိုအဲ့လိုမျိုးအရေးပေါ်တစ်ခုဖြစ်မှသာနောက်ကျရပါတော့။ချွချွအဲ့လိုမျိုး9နိုင်ပွဲဆိုလို့ချေသူက6နိုင် လောက်ထရာရောက်နေပြီပေါ့နော်အဲ့လိုမျိုးကြဒါချွတ်ချွတ်ရဲ့အလုပ်ပေါ်လေးစားချစ်တဲ့ဥစ္စာပေါ့နော်အဲ့ကြောင့်မလို့ချွတ်ချွတ်ကဒီအသက်အရွယ်ဗလန်နစ်ရှိနေတော့အဲ့80ရှစ်ကို89လောက်ထိရောဒီရက်ရက်တည်နေနိုင်တာပေါ့နော်ဒီနုပညာနဲ့အာကျွန်တော်ကအဲ့လိုမျိုးဘယ်လိုပြောရမလဲသူများကိုတင်မင်းမဲ့အနေထားတော့မရောက်သေးပေမဲ့ပေါ့နော်ကျွန်တော်လည်းအဲ့လိုမျိုးဒီလိုတက်လာရဆိုတော့လေပထမဆုံးကတော့ဘာလဲဆိုတော့ဒီ အာကျွန်တော်တင်မဲ့တယ်ပေါ့တော်တော်อ่ะကျွန်တော်ကံကောင်းပြီးတော့ကျွန်တော်အဖွားရဲ့အရှိတောက်ကျွန်တော်ဒီလိုရောက်ရောက်လာပေါ့နော်ဒါမဲ့ဒီမှာလည်းစ조사ရရှိပါတယ်အဓိကကတော့ဒီရုပ်ရှင်နဲ့မဆိုင်အောင်ဆိုပြီးဒီရုပ်ရှင်အာကျွန်တော်ရဲ့လက်ဦးဆရာတော့အဲကိုထုပိုင်ပေါ့နော်ကိုထုပိုင်ကကျွန်တော်ဒီ shooting ကိုအမြဲခေါ်อ่ะ shooting နဲ့မဆိုင်အောင်ဆိုပြီးလုပ်တယ်ကျွန်တော်လည်းဒီအနုပညာလုပ်မဲ့သူတွေကို shooting နဲ့မဆိုင်အောင်နေဖို့อ่ะပထမလို့ထင်တာပဲခင်ဗျာဟုတ်ဟုတ်ကဲ့အဖွားဆရာ ကိုရိုက်မကလိုက်တာလေးတွေအတွက်အငြင်းနဲ့သိပြောလမ်းပြီးတော့ပေါ့နော်ကျန်ကျန်တောင်းတာဖာရလေးဘယ်လိုမျိုးတွေလုပ်ခဲ့ပြီးတော့ရှိလဲဘယ်လိုမျိုးလေးတွေဖောက်အောင်ကျန်ကျန်ပေးရလဲရှိပါတယ်ခင်ဗျာကျွန်တော်ဒီ character တစ်ခုနဲ့တိုင်ပတ်နေပြီဆိုလို့ရှိရင်ကျွန်တော်ကျွန်တော်အဖွာဖုန်းဆက်တယ်ကျွန်တော်ဖွာတီချာရှင်းပြရပေါ့နော်အာဒါဒီလိုရှိရဒီလိုရှိရဒီလိုမျိုးလုပ်ဒီလိုမျိုးလုပ်ဆိုပြီးတော့ပြောပါခင်ဗျာဟုတ်ဟုတ်ကဲ့ပြန်စစ်တက်တာလေးတွေရရှိရတာအော်ဒါကတော့ဘယ်လိုပြောရမလဲဒီ item လောက်တယ်ဆိုတာလေ ိုက်တန်ကတော့လူတိုင်းနှီးပါလောက်တက်တယ်ပေါ့နော်ဒါပေမဲ့ဒီသူ့ရဲ့ပင်ကိုအထာလေးပေါ့နော်အဲ့အထာလေးကစားဝါပေါ့နော်ချိုချိုဆိုလို့ရှိရင်လည်းသူ့အထာလေးနဲ့သူရှိရပေါ့နော်အိုက်တန်ကတော့လူတိုင်းနှီးပါလောက်တက်တယ်ခင်ဗျာဒါပေမဲ့အဲ့လိုမျိုးအထာလေးရှိနေပေါ့ခတ်တာပါခင်ဗျာကျွန်တော်လည်းအဲ့အထာလေးကိုပဲလိုက်ရှာနေရအောင် င်ပဲအတွက်ပေါ့နော်အဖေါ်စီကဘာလေးတင်ညာရခဲ့တာရှိတယ်ဘလိုမျိုးတွေကိုအတွက်ပေါ့နော်သူစီကအခုချိန်ထိအတူယူနေရတာလေးရှိတယ်အတူယူစရာကတော့ချွတ်ချွတ်ကတော့အရန်အချိန်ကိုတိကျရပါတော့။ချွတ်ချွတ်အဲ့လိုမျိုးနောက်ကျရဆိုအရန်ရှားရခင်ဗျာ။တကယ်ကိုအဲ့လိုမျိုးအရေးပေါ်တစ်ခုဖြစ်မှသာနောက်ကျရပါတော့เนาะ။ချွတ်ချွတ်အဲ့လိုမျိုးခဏနိုင်ပွဲဆိုလို့ရှိရင်သူက6နိုင်လောက်ထဲရရောက်နေပြီပေါ့နော်။အဲ့လိုမျိုးကြဒါချွတ်ချွတ်ရဲ့အလုပ်ပေါ်လေးစားချစ်တဲ့ဥစ္စာပေါ့နော်။အဲ့ကြောင့်မလို့ချွတ်ချွတ်ကဒီအသက်အရွယ်ဗလန်နစ်ရှင်နေတော့အဲ့80 ရှစ်ကို89လောက်ထိရောဒီရက်မရက်တည်နေနိုင်တာပေါ့နော်ဒီနုပညာနဲ့ခင်ဗျာကျွန်တော်တချင်းတော့ဆိုခြင်းနဲ့ခင်ဗျာဒါပေမဲ့ကျွန်တော်ရဲ့အတန်ကိုကျွန်တော်ကအာနည်းနည်းမကြိုက်လို့မကြိုက်လို့ဆိုပြတာပါခင်ဗျာအဲ့ idol ကတော့တေယောဆောင်လေးတည်းမှာဆိုလို့ရှိရင်ဘယ်လိုမျိုးလေးတွေကိုအမြဲတမ်းကြည့်ပြီး idol ဖြစ်ဖို့ဘာပဲ idol ဖြစ်ခဲ့တာကျွန်တော်က အဲ့လိုရဲ့လို့ကလည်းမဟုတ်ခင်ဗျာကျွန်တော်ယောက်ျားလေးဆိုတော့လေယောက်ျားလေးမှာကျွန်တော်အရင်ကကြိုက်တဲ့သူ၃ယောက်ရှိရယ်ဦးကျော်ဟင်းရှိရယ်ကိုတွေးရှိရယ်ပြီးတော့ကိုရဲတိုက်ရှိပါတယ်ခင်ဗျာအဲ့၃ယောက်ကျွန်တော်အရင်သဘောကျသွားတယ်ဟုတ်အခုချိန်ကျဦးကျော်ဟင်းကလေးဆိုတော့ဗာလေးပြန်ကြည့်ပြီးလေကိုရဲသဘောကျတဲ့ဒီကလေးဆိုတော့အများကြီးကြည့်တဲ့ကလေးပေါ့ အဲ့လိုမျိုးတော့မရှိဘူးခင်ဗျာဘာဖြစ်လို့လဲဆိုတော့အဲ့ရကားတွေကအခုချိန်မှာတနာရီလုံးဆိုတာရန်ရှာဖို့ခတ်သွားပြီပေါ့နော်ကျွန်တော်အဲ့လိုမျိုးဒီ TikTok တို့ Facebook တို့မှာတင်တဲ့အဲ့လိုမျိုး clip လေးပဲကြည့်ပြတယ်ခင်ဗျာအဲ့ဥစ္စာကြည့်တိုင်းကျွန်တော်အရန်ဟာသူတို့တော့အဲ့လောက်တော့လောက်ခဲ့ရလားကျွန်တော်ကျွန်တော်လုံနေတဲ့ item တွေကသူ့ရဲ့ခြေပြားတော့မမီဘူးပေါ့နော်အဲ့လိုမျိုးအမြဲတော့တွေ့ရပြီးပါခင်ဗျာဟုတ်ဒီလောင်မဲ့ကားလေးရောခင်ဗျာရိုက်ပြီးဆိုတော့နောက်အားပေးဖို့အတွက်ပြေးတက်ပြေးဖို့ပြပြီးတော့ process ကားလေးတို့ပြအာကျွန်တော်အားပေးပရိသတ်ကြီးအားလုံးလည်းကျွန်တော်ကျေးဇူးတင်ပါတယ်အခုကတော့မဟာနေပြီးတော့ season တင်ဆက်မယ်မုံမှန်ညိုးဆိုရယ်ဇာတ်လမ်းတွက်မှာ ကျွန်တော်ဒေါ်လီဖြစ်ပါဝင်ဖြစ်သွားမှာဖြစ်တဲ့အတွက်ကြောင့်အားပေးဖို့အတွက်လည်းဖိတ်ခေါ်ချင်ပါတယ်ခင်ဗျဟုတ်ကျေးဇူးတင်ပါတယ်